ြောရမယ်ကျွန်တော်တို့စစ်သားဆိုတာဘာငတ်နေငတ်နေကျွန်တော်တို့ငတ်ခံနေတယ်စလိတ်လေးတစ်လိတ်ကိုကျွန်တော်တို့ကြလို့ရှိရင်ကျွန်တော်တို့ထစိတ်တစ်လိတ်ကိုလူ၁၀ယောက်၁၅ယောက်ဟာမဟုတ်တော့ဘူးဗျာကျွန်တော်စိတ်ပြက်သွားတယ်ဗျာဟေးယောဝလုံးပဲမင်္ဂလာပါမလာစနေရနေရညနေပိုင်းအထူးသတင်းများကိုပထမဆုံးလိုရင်းတူရှင်းတင်ဆက်တော့မှာဖြစ်ပါတယ်။ပြီးမှနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်။ကျွန်တော် channel ကိုအချင်းပေးပြီးအခုအချင်းထိအားပေးနေတဲ့တုံရှင်တွေအားလုံး ကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ကျွန်တော် channel ကို subscribe လုပ်သိရင်ကြည့်ပြုပြီးတော့လုပ်ပေးကြပါလို့လည်းတောင်းဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်မလကွေရနစ်တွေပခုတိုင်းပြုံးပြုံးနဲ့အောက်ဖြစ်လိုင်းပိုင်းစီဝေးကြီးရွာအနောက်ထိပ်တွေရုပ်စီနေတော့အချမ်းဖက်စစ်တပ်နဲ့ပြုံးပြုံးနဲ့ပါကဖရိတ်ပေါ်များထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီစစ်ခွေးဖက်မှတုံးကောင်တည်ဆုံခဲ့ကြောင်းဖြိုထောင်စီ People Defense Force Organization မှတာဝန်ရှိသူတအုပ်ကပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့တဲ့နောက်တဲ့တနင်္သာရီတိုင်းတဝဲအထူးစစ်ပွဲရဲ့ယုံစီမှန်ကင်းကိုရုရှားလက်ထက်အရန်အတွက်မြန်မာဂျပန်ထိုင်းနိုင်ငံတို့ပူးပေါင်းဆောင်ရွက်ခဲ့သည့်အထူးစစ်ပွဲရဲ့ယုံ SPV ကိုဖျက်တင်ရညှို့နှိုင်းဆွေးနွေးရန်ဒုခွေးခေါဆောင်ဆူဝင်းကညှို့ချလိုက်ကြောင်းသိရှိရပါတယ်။ ယမနေ့နေပြည်တော်တွေပြုတ်လုသည့်မြန်မာအထူးစစ်ပွဲရေးယုံဆိုင်ရာဘ ഹു အဖွဲ့အစည်းတွေဒုခွေးခေါဆောင်စူဝင်ကအထက်ပါအတိုင်းညှို့ချလိုက်ကြောင်းသိရပါတယ်ရုရှားဘုတ်ကမှတဲ့စစ်ခွေးတွေကဂျပန်အစိုးရနဲ့ထိုင်းအစိုးရကိုဂရုစိုက်တော့မှာမဟုတ်ပါဘူးမဖြစ်လို့လဲဆိုတော့ရုရှားကနျူကလ িয়ার ဆက်ယုံလုပ်ပေးမှာလဲအဲ့ဒါကြောင့်စစ်ခွေးခေါဆောင်တွေရဲ့စိတ်ကိုရင်ကိုအောင်မီမှာမဟုတ်ပါဘူးအိမ်မက်မက်တာပဲရှိတယ်မယုံရင်ကြည့်ကြနောက်တရင် မလစတရနေ့တွေရန်ကုန်မြို့မှိုဘီမြို့နေတွေစစ်မှုထမ်းရန်လူငယ်များကိုအတိနတ်တမစုဆောင်းနေသောဝါဒချောင်းဆန်ပြရွာအောက်ချောက်ရေမှုယုံကို40မမဘုံတိပီပစ်ကတ်တိုက်ခိတ်ရာအချမ်ဖက်စစ်ကောင်စီစစ်ခွေဖက်မှနှကောင်အပိနထန်ဒါယာရရှိခဲ့ကြောင်း Civilian Military SRDF အထူးစစ်ကြောင်းမှတာဝန်ရှိသူတအုပ်ကပြောဆိုထားပါတယ်။ရန်ကုန်မြို့ကစစ်ခွေတွေကိုခဏခဏဆော်ပေးတဲ့ရန်ကုန်ယူကြီးတွေတာလေးစားပါတယ်။ ကောင်းလေးတဲ့တဲ့တော့တဲ့ရခိုင်ပြည်နယ်စစ်တွေမြုံနေမှာမလစတရက်နဲ့မနက်ကစစ်ကောင်စီတပ်နဲ့အရခန်တပ်တော် AA ဒေါတိတ်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီစစ်ခွေ၄၀လောက်တေဆုံးကအမြအပြတိုင်ရာရရှိခဲ့တယ်လို့ AA နဲ့နှိစတူတွေစီကသိရှိရပါတယ်စစ်တွေမြုံနေတိုးကန်းကျေးရွာနာမှာမလစတရက်နဲ့မနက်တနာရီကျော်လောက်မှာတပတ်တိတ်ပွဲအပိနထံဖြစ်ပွားခဲ့တယ်လို့ AA နဲ့နှိစတူတယောက်ကပြောဆိုထားပါတယ် စစ်ကောင်စီဖက်ကအလောင်းလာမကောက်နိုင်သေးဘူးလို့လည်းပြောဆိုထားပါတယ်။အလောင်းတွေမကောက်နဲ့ကောက်လည်းမကောက်ခိုင်းနဲ့နောက်တော့နှစ်လေးနှစ်မှရခိုင်ပြည်နယ်မေဩဇာအတွက်ထားခဲ့ကြပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်။ကောင်းလိုက်တဲ့တည်တော့တည်အရကန်တတိုအေအူဆောင်တိုက်ခိုက်နေတဲ့ရခိုင်ပြည်အန်နဲမကွေးတိုင်းအဆက်အန်ပဒလန်ပူကနိုင်ရီကံမျိုးဟာစခန်းကနေမျိုးဟာမှုအပါဝင်အရာရှိအချို့ဆုတ်ခွာထွက်ပြီးသွားတယ်လို့သိရှိရပါတယ် ဘေးတကောင်ထွက်ပြီးသွားတာလဲဆိုတာကတော့အတိအကျမသိရရှိသေးပါဘူး။ဘေးနေရာမဆိုစစ်ခွေတွေကမေးပြီးမှတော့ခွေပြီးဝက်ပြီးပြင်းနေကြတာဖြစ်ပါတယ်။ကောင်းလိုက်တဲ့ the day not the day တယောက်ကငတူးလှိုင်ဟန်ပြတ်ကျပမဲ့အတူရောင်ရိတ်ကုတ်ပွေးကိုပူပေါင်းကူညီသွားမယ်လို့အာနာတင်ခွေခေါဆောင်ငတူးလှိုင်နဲ့တယောက်နိုင်ငံအာရှရဲ့ရာအထူးကိုယ်စားလှယ်တင်ရှင်ကျွန်းတော်တွေးဆမှုမှာထက်လောင်းအတီပြောက်ကတိပေးလိုက်ကြောင်းသိရှိရပါတယ်။ ခွေးကောင်းဆောင်ကဒူလိုင်းတရုတ်နိုင်ငံအရှက်ရေရာအထုကူစလေတင်ရှင်ကျွန်းတော့ဟာမလစတရက်ညနေပိုင်းကနေပြည်တော်မှာတွေ့ဆုံခဲ့ကြောင်းသိရှိရပါတယ်။တရုတ်အစိုးရမကရုရှားကူပါလာကူခေလိုက်နော်ရွေးကောက်ပွဲကိုမင်းတော်လုံးနိုင်မှာမဟုတ်ဘူးလို့ဒီကနေ့ပြောဆိုချင်ပါတယ်။နောက်တဲ့ဖေဗူရီလနဲ့စကွန်နီယနေ့တွေ စကိုင်းတိုင်းတမတ်တုံးတုံးကဒုတက်ချက်တရုတ်နဲ့ပလေးမြုပ်ခံတက်ကတက်တာတရုတ်လက်နက်အပီးအစုံနဲ့ အလင်းဝင်ရောက်လာတဲ့လို့ပပအမျိုးသားတော်လှန်ရေးတပ်မတော် BNRA တပ်ဖွဲ့ကတည်င်းထုတ်ပြန်ထားပါတယ်။ကောင်းလိုက်တဲ့တတင်းမလစတဲ့ယနေ့ရန်ညနေပိုင်းအထူးတင်ကတော့ဒီလောက်ပါပဲ။ကေဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးငတူးလှန်ရွက်ကောက်ပွဲပြောလုံးမဲ့အပေါ် PDF ရေးဖို့တို့ရဲ့အမှားစကားတစ်ချက်လုံးနဲ့စကြည့်အောင်။အမရှင်မြောင်းလိုက်ဒီတော့ပဲပြန်လို့မဲ့ပုံပုံလေးပုံပြပြချင်ပါလေ။ဟုတ်တယ်ပါပြီးတော့ပါ တော့တော့တော့လက်လက်တဲ့ဒီမျိုးဖြစ်နေရဟုတ်တယ်ပါမောင်လေးရောဆင်းရှင်းသွားတဲ့အရာတွေကဒီတော့ဝင်ပြန်နေတာဆက်အမှန်အင်းဆုံးကြောင်းလေးအခုဘယ်သားမလို့လဲ တော့ဒီလိုပြောနေ software တွေတိတ်မလုံးနဲ့တော့တော့မရှိဘူးဆုံးမဆုံးပါဘူးဒီကတော့ဒီလိုပြောရေကောက်ပွဲပြန်လုပ်မယ်ပုံမျိုးခင်ဗျာပြောချင်ပါလေရေကောက်ပွဲဆိုတာဒီလူလူတရတော့မဖောက်ခနဲ့ရေကောက်ပွဲဆိုတာဒါရှိတယ်ပေါ့ကျွန်တော်ဖြစ်တဲ့လို့ပြောတာဒါကိုဖြစ်တဲ့လို့ပဲကျွန်တော်တို့ကဒီတော်တွေရလာတယ်မှာ ဒီချိန်မှာရေတောက်ဝယ်ထားတယ်လို့ပြောတော့ရေခုန်မှာပေါ့ဘာမှမပြောချင်းပါဘူးသူကအချိန်နဲ့တုံသွားပဲဆိုတော့အဲ့ဒါသိစီပါတော့ဒီလောက်လဲဘာမှမပြောကျော်တော်လန်ရမယ်သူတွေကတော်လန်နေဟောပါဘူးဟုတ်ဟုတ်တနေ့ပြောလို့ရှိရင်လေဒါအပြင်မှာတွေ့လို့ရှိရင်တနက်နဲ့ဓာိုင်းဆိုပြီးတော့အရင်မပြတ်တော့လဲမျိုးတက်နေအောင်မှာလဲမျိုးစိတ်ကြိုက်တက်နေပြီးတော့လှုပ်ရှင်တာလှုပ်ပြီးတော့မှတတ်မှာအဲ့ဒါအဲ့တော့အာနာတိတ်ကြီးပါနေပြောချင်ပါကိုကြီးတန်းကြောင်းနေနေမင်းအောင်လိုက်ဒီတော့ပဲပြန်လုံးမဲ့ပေါ်ညီမောင်လေးပါမျက်ပြည့်ချင်ပါလေ 드라마 비게 코이프 코이프

တကိတ်ကောင်းလို့နော်ဒါလေးစားတဲ့ PDF တွေအဲရုပ်ကပွေလောက်တဲ့နေ့ကတော့နော် PDF တွေအကုန်လုံးဆိုးမှာနော်သတိထားခွေးချပူမင်းလောက်နိုင်မှာလည်းမဟုတ်ဘူးလို့ဒီကနေ့ပြောဆိုချင်ပါတယ်ကေတာဆိုရင် download video ယထာကိုမြီအောင်လိုက်ကြပါနှုတ်မကြစေပါနဲ့ဆိုတဲ့ခေါင်းစဉ်နဲ့ PDF ရေးပေါ်တွေပြောသွားတဲ့စကားကိုတစ်ချက်လုံးနှ신ကြည့်အောင်ရထားတွေအစင်းစင်းကျွန်တော်တို့အစီအစီခုတ်မောင်းနေကြတယ်ကျွန်တော်တို့ရထားတွေအကုန်လုံးဘယ်ဥတည်နေကြလဲကျွန်တော်အကုန်ကျွန်တော်တို့လမ်းများအားလုံးမြို့မြို့ပေါ်ကျွန်တော်တို့ရစီနေကြတယ် နေပြီးတော့မပြောညိုအားလုံးကျွန်တော်ဥတည်နေကြတယ်ညိုတိုင်းနေဆင်နွယ်ဖို့နာကျွန်တော်တို့ညိုမှာရှိတဲ့ကျွန်တော်တို့ဒီတက်မဌာနတွေကိုကျွန်တော်ရန်ရှိနေတာဒီကောင်းတွေကိုဖြုတ်ဖို့နာအားလုံးကျွန်တော်တို့ညိုဥတည်နေကြတယ်ကျွန်တော်ယထာရွဲတွေအကုန်လုံးအဲ့တော့အဲ့ဒီယထာရွဲတွေအပေါ်မှာအကုန်လုံးကျွန်တော်တို့တဏီတညာတဲ့နဲ့လိုက်ပါလာမယ်ဆိုလို့ရှိရင်နောက်တစ်ချိန်အောင်ပွဲရတဲ့အခါတပြေကက်နဲ့ရွှေခွက်နဲ့ကျွန်တော်တို့တွေအကုန်လုံး ေဘွားတော့မရှိတော့ဘူးနော်တတိယနဲ့ငွေတပီးဟုတ်တယ်တပီးခန်းနဲ့ငွေဖလားနဲ့ကျွန်တော်တို့အကုန်လုံးအောင်ပွဲနဲ့ကြိုတဲ့အခါအားလုံးတညီတညာတွေနဲ့ကျွန်တော်တို့ပြောရောရှိရင်ကြော်ရှင်းရမှာပါဘယ်ဘွားမဟုတ်ဘူးကျွန်တော်တို့ရက်ထားဘူးမိမိဆောင်းလဲဟိုမိအောင်လဲမလိုက်မိအောင်လဲမလိုက်ချင်ဘူးဒီတိုင်းပဲဥယောင်မှာမကျွန်တော်တို့ရနေနေမယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်တို့ရက်ထားလဲကျွန်တော်မိလိုက်မှာလည်းမဟုတ်ပါကျွန်တော်တို့တပီးခန်းနဲ့ငွေခွဲနဲ့ကျွန်တော်တို့ကြိုတာကိုလည်းခံစားမှာမဟုတ်ပါပြီးရင်ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ဒီထုံတန်းစင်တာကြကျွန်တော်တို့ဒီအကျင့်လေးတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုလို့ရှိရင်ကျွန်တော်ပွဲကြည့်ပြီဆိုလို့ရှိရင် ထိုင်ကောင်းနေတဲ့နေရာနေမှာဝတ်ကြီးပြိတ္တနေရာတနေရာလေးရှိပေးကြပါဆိုလို့ဆိုဘသူမှမရှိပေးခြင်းကြောင့်ပေါ့တိုင်ပြကြတော့ကျွန်တော်တို့မရှိပေးနိုင်ကြဘူးမှောင်ရင်လည်းမှောင်ပါစေချင်းကိုက်ရင်လည်းကိုက်ပါစေဝိုးရနေလည်းရွာပါစေပူရင်လည်းပူနေပါစေဆိုအဲ့နေရာလေးကျွန်တော်တို့ပေကက်ပြီးတော့ကျွန်တော်ထိုင်ကြတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီမြန်မာလူမျိုးတွေအကျင့်ကကျွန်တော်ပေကက်ပြီးထိုင်ကြတယ်အဲ့လိုမျိုးဟိုတနေရာနေ့တနေရာကျွန်တော်တို့ရအရှိအပြောင်းအပြောင်းလဲကျွန်တော်တို့ဒါစနစ်တစ်ခုအပြောင်းလဲကျွန်တော်တို့ဖြစ်ကြလောက်ကြတဲ့ခါ ဒါတော်တော်အသားကျလာတယ်ကျွန်တော်ဆရာနာကျင်စနေကျွန်တော်တို့တော်တော်အသားကျလာပြီအဝင်ခွင့်ကျနေနေကြတာဖြစ်နေကြတယ်အဝင်ခွင့်ကျဖြစ်နေမှာမဟုတ်နေနေကြတာဖြစ်တဲ့အတွက်ကြောင့်ဟိုတချို့တွေဆိုလို့ရှိရင်အာနာတင်စနစ်ကိုကြိုက်ကြတယ်တချို့တွေကတော့အမကြိုက်လို့တော်လန်ကြတယ်ရရနီနဲ့ကျွန်တော်တို့တော်လန်ကြတယ်ဟိုစစ်တပ်ဘာကြောင့်တတ်ဆူးရှိရလဲဖျက်ရှင်းရှင်းနေတာကျွန်တော်တို့ဒလန်တို့ဘောမားတို့ပြီးရင်ဒီပူစောတီတို့အဲ့လိုလူမျိုးတွေရှိနေလို့သူတို့ကဘာကြောင့်ဟိုပညာမတတ်တဲ့လူတွေစစ်တပ်ကိုထောက်ခံကြတာမဟုတ်ပါဘူးပညာတတ်တဲ့လူတွေစစ်တပ်ကိုထောက်ခံကြတယ် အာကျွန်တော်တို့တစ်ဖက်လက်ကနေဘယ်လိုပြန်ပြောက်ကတော့ဘယ်လိုပြန်ပြီးတော့ကောက်ချက်ချလို့ရလဲပြန်တွေးလို့ရလဲဆိုလို့ရှိရင်အပြာရှင်းရှင်းလေးပါကျွန်တော်နေရာရှိမထိုင်ကြင်ကြတာနေရာရှိမထိုင်ကြတာဒီစနစ်နဲ့ငါတို့ကအသားကျနေပြီဟိုစစ်စစ်စစ်အာနာရှင်စနစ်ကိုလူအနည်းစုကြိုက်ကြတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်အုတ်ချုပ်ရည်မှုလုပ်ပြီဆိုလို့ရှိရင်ဖုန်းစစ်ကတ်တွေဟိုရင်တော့မဲဖောက်ပေးကြတဲ့အခြေအနေပေါ့အဲ့လိုမှဆိုလို့ရှိရင်အော်ကို့အမျိုးတွေကစီတန်းပြီးတော့ဖုန်းမဲပေါက်ကြတာဘယ်လိုပဲနဲ့နဲ့ပေါက်တယ်သူတို့ပဲပေါက်ကြတာပြီးရင်ဂျန်နဲ့ပြည်သူတွေစီလို့ပြည်သူတွေစီကို၅ကတ်လို့၆ကတ်လို့အဲ့လိုမျိုး အနေအနေချင်းတော့ပဲကျွန်တော်တို့ရောက်ကြတာအဲ့တော့အဲ့လိုစနစ်မျိုးကိုအဲ့လိုဒီအချင်းမျက်ချတာတဲ့စနစ်မျိုးကြိုက်ကြတဲ့လူတွေလည်းရှိတယ်အဲ့ဒါလူငယ်စုပေါ့အဲ့လိုလူငယ်စုကိုလည်းကျွန်တော်တို့ကောင်းကောင်းဆုံးမအောင်ပြီးရင်လက်ထဆုပ်စာလူငယ်စုကပြည်သူအတွေးပြည်သူအမွေထားတဲ့ထမင်းဟင်းကိုစားတယ်ပြည်သူအတက်စင်ပေးတဲ့လက်နက်တွေရိတ်ခါတွေနဲ့အဲ့ဒါကိုကျွန်တော်တို့အဲ့ဒါတွေကိုအသုံးပြုပြီးကြတော့ကျွန်တော်တို့ပြည်သူတွေကိုပြန်လဲ၆လက်နေကြတယ်ကိုမွေးတဲ့မြောက်ကကိုပြန်၆နေတယ်ဆိုတဲ့မြန်မာစစ်တပ်မြန်မာစစ်ကောင်စီအာဏာရှင်စနစ်ကိုလည်းကျွန်တော်တို့အပြီးသတ်ကျွန်တော်တို့ခြေမုံတိုက်ခတ်ဖို့လိုပါတယ် အဲ့ဒီစနစ်ကိုကျွန်တော်တို့ခြေမုံတိုက်ထားဖို့ကျွန်တော်တို့ယထားတဲ့အကုန်လုံးပြင်ထားပါပြီကျွန်တော်ညိုတဲ့ကိုဥတီပြီးလာနေကြပါပြီအဲ့လိုလာတဲ့အချိန်မှာယထားအောင်မှုအောင်လိုက်ယထားအောင်မှုအောင်လိုက်ကြပါနောက်လည်းနောက်မကြစီပါနဲ့ကျွန်တော်တို့စောတာကိစ္စမရှိပါနောက်လည်းနောက်မကြပါနဲ့ယထားအောင်မှုအောင်လိုက်ကြပါအားလုံးယထားအောင်မှာကျွန်တော်တို့အကုန်လုံးစုံကြရအောင်ပါဗျမေပင်ကရေးဖို့တွေပြောထားတဲ့စကားတွေကချင်းစကားတွေမဟုတ်ပါဘူးအဲ့ဒါကြောင့်ပြည်သူတွေတတိထပ်ပြီးမှနေကြပါလို့ဒီကနေ့ပြောဆိုချင်ပါတယ်ကျေးဇူးရှင်တော့နောက်ဗီဒီယိုတောင်ခန့်ဒေတာကစစ်ကြောင်းတွေ နောက်ပြန်ပို့ပြီး အောင်ပွဲရပုံစံကျူစုတစ်ချက်လုံးနဲ့ဆင်ကြည့်အောင်စစ်ကောင်စီကနောင်ချုံမြို့နယ်တောင်ခမ်းဒေသမှာစစ်ကြောင်းထိုးနေတဲ့ရန်ကုန်နဲ့မြပြည်တော်ကတပ်တွေကိုမတ်လ10ရက်နေ့ကနောက်တန်းပြန်ပို့ပြီးရမခနဲ့ရလကတပ်တွေနဲ့အစားထိုးလိုက်ပါတယ်ရန်ကုန်ခြေစိုက်တပ်မ17နဲ့နေပြည်တော်ခြေစိုက်ခမရတောင်းပြောတာမတ်လ10ရက်နေ့မှာနောက်တန်းပြန်ပို့ပြီးရှင်းမြောက်တိုင်းစစ်ထဏာချုပ်ရမခရှင်းနေမတိုင်းစစ်ထဏာချုပ်ရလကတပ်တွေနဲ့အစားထိုးလိုက်တာလို့နေပြည်တော်သတင်းရင်းမြစ်နဲ့ဒီဆက်သူကပြောပါတယ်တောင်ခမ်းမှာ6လလောက်ကြာနေပြီ နေမေတချို့လည်းပြန်ရတော့တမ7နဲ့ခမရ302ကိုနောက်တန်းပြန်ပို့ပြီးရှမ်းကတက်တွေနဲ့အစားထိုးလိုက်တာလို့ရှင်းပြပါတယ်။တောင်ခန်းကနေမေချို့ကိုစစ်တပ်ကပြန်ရပြီမဲ့နောင်ချိုနဲ့အုံမတိဘက်မှာတော့တိုက်ပွဲတွေဆက်ဖြစ်နေပြီးတပ်ဖက်က drone နဲ့စစ်ကွင်ရပို့နေရတယ်လို့လည်းဆိုပါတယ်။မက်လာ7ရက်နေ့ကနေပြည်တော်ပြင်မနာအီလာအခြေဆိုင်ခမရ302နဲ့ရန်ကုန်အင်းနိုင်ခြေဆိုင်တမ7မှာနောက်တန်းပြန်ရရှိစစ်တီတွေကိုကျူစုပွဲပြုလုပ်ခဲ့ပါတယ်။ကျူစုပွဲလိုက် ောင်ချူကခမရ134 135နဲ့66ဒုံးတက်ရင်ကို TLL ဘူအောင်ဖွဲ့တွေကတိုက်ခိုက်ပြီးပြီးခဲ့တဲ့နှစ်ဇူလိုင်လ10ရက်နေ့ကသိမ်းပိုက်ခဲ့တာပါ TLL ကသိမ်းယူပြီး6လကြာမှာတရုတ်နိုင်ငံဂျာဝန်ဆင်းဆက်ပြီးမှုနဲ့ကုမင်းမှာစစ်ကောင်စီနဲ့ဖေဖော်ဝါရီ16ရက်နေ့ကနေ18ရက်နေ့အထိတွေ့ဆုံဆွေးနွေးခဲ့ကြပါမယ်ဘာသဘောတူညီချက်မှမရခဲ့ပါဘူးလက်ရှိအချိန်မှာစစ်ကောင်စီတပ်ကလေကြောင်း drone နဲ့မြေပြင်စစ်ကြောင်းအကူအညီနဲ့တောက်ခမ်းဒေသကနေမီတချို့ကိုပြန်ရခဲ့ပြီးမြေ ။နောင်ချိုမြို့နယ်ကိုတော့ TLL ဖွဲ့ကထိန်းချုပ်ထားပါတယ်။အဲ့ဒါကိုခွေးတွေကခွေးလုံးပြီးတွေကတောင်ခတ်အောင်ပွေရသူရေကောင်းတွေစုပြီးမှသွားကြူစုကြတာပေါ့ကွာ။အမှန်ဆိုရင်တော့စစ်ခွေးရအောင်ပွေရတာတခုမှမရှိဘူးတောင်ခတ်ဘက်မှာ။အဲ့ဒါကိုပြောပြောဆိုဆိုနဲ့သွားကြူစုနေကြတာဝါရတော့ဖြစ်နေကြတာပေါ့ကွာ။စစ်စရာချစ်တာတည်းတွင်းဒီစခွေရေပေါ်ကဂိမ်းဖျော်တော့ဘယ်နောက်ဗီဒီယိုမှာပြောမယ်နော်ကြည့်ရဆုံးနောက်ဗီဒီယို တောင်ခန့်ကောက်အောင်ပွေရတိတ်စမှုဦးလေးအင်တာဗျူးတစ်ချက်လုပ်တာစင်ချီရအောင်ဦးလေးကြုံတွေ့ခဲ့ရတယ်ရှေ့တန်းဆိုတဲ့အရာကြီးကဘယ်လိုမျိုးဖြစ်မလဲရှေ့တန်းထောင်းတော့ရှေ့တန်းဆိုတဲ့အရာအရာမျိုးကရန်သူတွေကိုရန်ဝူတိုက်ခိုက်ချေမုန်းရမယ့်အရာမျိုးကြီးပါခင်ဗျာကျွန်တော်တို့ရန်ဝူဝင်လဲတောင်ခန်းဆိုတဲ့နေရာမှာကျွန်တော်တို့တိုက်ခိုက်ရပါတယ်ခင်ဗျာအဲ့အဲ့တောင်ခန်းမှာဘယ်လိုမျိုးတိုက်ဝဲဝင်ခဲ့လဲတောင်ခန်းမှာဆိုကျွန်တော်တို့900မြေကျွန်တော်တို့စရောက်တဲ့ဒီနေရာမှာကျွန်တော်တို့စတိုက်ခဲ့တာရန်သူပလောင်6လောင်းနဲ့ကျွန်တော်တို့တနက် ငါးလက်ရခဲ့ပါတယ်။ RPG လည်းနှစ်လက်ရခဲ့ပါတယ်။အဲ့ဒါကိုကျွန်တော်တို့ရဲဘူးနဲ့ပလောင်နေကနလေကနလေကနလေရန်သူချုပ်လောင်းတဲ့တနက်ကလည်းကနလာမနော်ကနလာမလေးစားတော့ရကွာနော်ကနစကြည့်အောင်ကျွန်တော်တို့ချိန်မုန်းခဲ့ရပါတယ်။ကျွန်တော်တပည့်တွေလည်းအားလုံးရဲဘူးနဲ့ကြားတက်ထိုးပြီးတော့မှကျွန်တော်ဆက်လက်ပြုတ်ကူနဲ့အကုန်လုံး လုံရဲကင်ရဲတဲ့ရဲဘော်တွေပဲဖြစ်ပါတယ်ခင်ဗျဒီလိုဒီလိုတိုက်ခဲရတဲ့အခါမှာပေါ့အဲ့လိုအကြုံတွေ့ရတဲ့အခက်ခဲတွေအပင်မဆင်းရဲမှုတွေရှိခဲ့မှာပဲပေါ့နော်အဲ့ဒီလည်းနည်းနည်းလေးဝေမျှပေးပါဟုတ်ကဲ့ခင်ဗျပြောရမယ်ကျွန်တော်တို့စစ်သားဆိုတာဘာငတ်နေငတ်နေကျွန်တော်တို့ငတ်ခံနေတယ်ဆလိတ်လေးတလိတ်ကိုကျွန်တော်တို့ကြားလို့ရှိရင်ကျွန်တော်တို့ထစိတ်တလိတ်ကိုလူ၁၀ယောက်၁၅ယောက် အရမ်းမပြောပါနဲ့ငါတိုင်းပြီပြတ်မယ်စေရစငါရကတော့တာဗောငါလို့ဗောကွာငါလို့ဟုတ်ကဲ့ဟုတ်ကဲ့စံပြုတ်တွေလည်းတော့တဲ့အကြောင်းတွေလည်းပြောပြအောင်ကွာဟုတ်ပါပါအဲ့ဒါလေးလည်းအခက်အခဲရှိပါတယ်ခါရရကျန်တဲ့ကျွန်တော်တို့စားတာတောက်တာမလို့ပါဘူးအဲ့တော့ကောက်တဲ့အချိန်မှာရန်သူဘက်ကိုကြားတဲ့အချိန်မှာကျွန်တော်တို့ခဲရင်းရင်းကောက်ခဲ့ရပါတယ်ဒါတော့ကျွန်တော်တို့အခက်ခဲဆုံးပဲကျွန်တော်တို့ရဲ့အဓိကခဲရန်ဆိုတာအဓိကဟာဆိုတော့ကျွန်တော်မရရအောင် မိုင်းထိပြီးတော့ကျွန်တော်တို့ရယူခဲ့ရပါတယ်ရန်သူနဲ့အစကနေရန်သူအပြစ်ခံပြီးတွားပြီးအဲတော့ကောက်ရတယ်အဲအဲ့လိုမိုင်းတော်တဲ့အဲတော့ကောက်ရတယ်အဲ့ဟာလေးပဲအခက်အခဲရှိတာပါကျန်တာတော့ကျွန်တော်တို့အခက်အခဲမရှိပါဘူးရန်သူနဲ့တိုက်ခဲ့တဲ့အချိန်မှာလည်းကိုတပည့်တွေကိုစီယုံပြောပါရဲဘုံဘုံတိုက်ကြောက်စရာမလိုဘူးပလောင်ဆိုတဲ့ဘောတိုက်ရင်ပြေးတယ်အဲဒါပဲကျွန်တော်တို့တပည့်တွေနဲ့အခုလက်တွဲပြီးတော့ချီချင်းတက်နေကြီးတောင်းထားမှာတိုက်ခရရပါတယ်။အဲ့အမှန်ဟိုကြဆုံးသွားတဲ့စစ်တီကိုယ့်ရဲ့လောဘကိမတ်တရောရှိလား။ဟုတ်ကဲ့ခင်ဗျကျွန်တော်ရဲ့ဆက်လက်ကျွန်တော်ရဲ့ကန္တာတူး နှစ်ယောက်ပေါ့ကြည်ဖြစ်ကြောက်ဖြစ်လာဖြစ်လာအခုချိန်ဒီ IG နတွဲလေးကိုကျွန်တော်တင်ထားပါတယ်ဒီမှာကျွန်တော်အုတ်ထုတ်ဆာရှိနေတာကြည်ထိထားပါတယ်အဲ့ဒါကျွန်တော်စလိုက်ပါအုတ်ထုတ်ကာကွယ်ရအုတ်ထုတ်နဲ့သေးတယ်အကာကွယ်ကိုတစ်ချက်မှန်တယ်အုတ်ထုတ်ကိုတစ်ချက်မှန်တယ်ဒါကျွန်တော်ဒါနောက်ဆုံးပွဲစီမယ်ဒါပေမဲ့ကြာတယ်ကျွန်တော်အုတ်ထုတ်လည်းမှန်တယ်ဒါမှမဟုတ်ကျွန်တော်နောက်မဆုံးနောက်ဆုံးပွဲတဲ့ရအောင်ကျွန်တော်တိုက်ခဲ့တယ်နောက်ဆုံးပွဲတဲ့ခုတစ်ချက်နေရာမှာပူပြီးဆုံးတေးပြီးဟိုတေးဟိုမှာမကြခင် တလနလမဟုတ်ရကြာဆုံးတလနလပေါ့နော်အဲ့ကောင်မျက်နှာတွေ့ရတော့မှမဟုတ်ဘူးဒီဗီဒီယိုကိုတော့အမှတ်တရနဲ့ကြည့်ကြပေါ့နော်အပြိုးကျွမ်းနေဆိုတော့သူတို့တောင်ကမှတင်းယူထားတဲ့စကန်းကလည်း TNL စေရောက်ပဲရှိတယ်အဲ့ဒီစကန်းကိုအတေတိုက်တာအဲ့ဒါကိုတွားတင်းတော့ပျော်ပျော်ပြပနဲ့ဒီမလာကျူနေတာကွန်နလာအတွိမှာတောင်ကမှ TNL တက်တာ9ရောက်လား9ရောက်လားတိတ်ဆုံးနေတဲ့လက်နဲ့9လက်တက် RPG in the let made ju shu tin de lu 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 kun la <laughs> kun la ma no da li sa che ga ma le lo le si che wa ang kwa mi no de bi lu pyo ya ma no ti lo da ga ji da ga ji chin ni kwa e di video lou pin chan no yi yong me kwa no de lou ba be hok ke ba tong chin do di nei nya ti se mu ka lo de lou ba be che mu ya chi ti ma le che ma yi ku che ba i love you all god bless you all thank you for your time <laughs>